NASA ကိုဟက်ခဲ့တဲ့ Bangladesh ဆေကျော်တပ်လေး Sharia Shanat Shuvon NASA ကိုဟက်ခဲ့တဲ့ Bangladesh ဆေကျော်တပ်သူဘလို့လုတ်ခဲ့တာလဲဟက်ကာလို့ပြောလိုက်တာနဲ့လူအများစုကကောင်းထဲမှာမကောင်းတဲ့ပုံရိပ်တစ်ခုပဲပြင်းပြမိကြမှာပါဒါပေမဲ့တကယ်တမ်းကျတော့ဟက်ကာဆိုတာကဘာစည်းကိုပုံမလုံးချုံအောင်လို့ကူညီပေးနိုင်တဲ့သူရဲကောင်းတွေလည်းဖြစ်နိုင်ပါတယ်ဒီနေ့ပြောပြချင်တာကတော့အသက်18နှစ်အရွယ် Bangladesh လူငယ်လေး Sharia Shanat Shuvon အကြောင်းပဲဖြစ်ပါတယ်သူဟာ NASA လို့ကဘာကျော်အဖွဲ့အစည်းကြီးရဲ့စိုက်ဘာလုံခြုံရေးစနစ်တွေကအရေး ကြီးရဲ့ကျွရင်ချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့လို့ NASA ကတော့မှတရားဝင်ကျေးဇူးတင်လာပေးပို့ခဲ့ရတဲ့လူငယ်လေးတစ်ယောက်ပါရှုဖွန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရှာဘာခရိုင်ဂျနိုင်ကာတီမြို့မှာကြီးပြင်းလာခဲ့တဲ့သူပါသူဟာဘဲကြောင့်ဘဲဆရာစီမာမှမတက်ပဲနဲ့ Self Study နဲ့ကိုယ့်ဘာသာကိုလေ့လာသင်ယူခဲ့တဲ့အင်မတန်ထူးချွန်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်ခုနှစ်တန်းအရွယ်မှာ Programming ကိုစိတ်ဝင်စားလာခဲ့ပြီးတော့ YouTube Tutorial တွေ Pre-course တွေစာအုပ်တွေဖတ်ပြီးတော့လေ့လာခဲ့ပါတယ်ရှစ်တန်းရောက်တော့ Cyber Security ဘိုင်းကိုစိတ်ဝင်စားလာပြီးတော့ Hackathon ပြိုင် င်ပွဲတွေဝင်ပြိုင်တာစနစ်ချွရင်ကျက်ဘတ်ချာတာတွေကိုလှုပ်ဆောင်နေပြီလို့သိရပါဗျ။ဒီပညာဘက်ကနေပင်အစုံကိုကျွန်တော်လိုက်လုပ်ခဲ့တာအဲ့ထဲမှာတော့ SEO တို့ graphic design နဲ့ video editing တို့လည်းပါတာပါပဲ။ cyber security ဘက်ကတော့ကျွန်တော်ရဲ့ passion ပဲလို့ရှုဖို့ကပြောခဲ့ပါဗျ။ဒီစကားကနေသူ့ရဲ့ဒီပညာအပေါ်ထားရှိတဲ့ပြင်းပြတဲ့စိတ်အားထက်သန်မှုကိုပေါ်လင်းစေပါဗျ။ရှုဖို့ဟာ NASA စနစ်ထဲက privacy နဲ့ဆိုင်တဲ့ bug ကိုဖိခဲ့တဲ့နှစ်ဇွန်လ17ရက်နေ့ကတွေ့ရှိခဲ့တာပါ။ဒီလိုတွေ့ရှိဖို့အတွက်သူဟာအစပိုင်းမှာတခြားသူတွေရ ှာတွေ့ထားတဲ့စနစ်ယူပေါက်တွေကိုလိုက်လံစမ်းသပ်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။နောက်တော့သူဟာ SSRF နဲ့ IDOR လိုမျိုးစနစ်အားနည်းချက်တွေကိုပေါင်းစပ်အသုံးပြုပြီးတော့ရှာဖွေခဲ့ပါတယ်။ Visual App Data များကိုရေးအချက်လက်များ၏ဥပမာပုံများဒီနည်းလမ်းတွေကိုဆက်ဆက်ပြီးတော့စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ကိုရေးအချက်လက်တွေပါတဲ့ App Data တွေကိုဝင်ရောက်နိုင်တဲ့ bug တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒီလို bug မျိုးကိုတွေ့ရင် finishing attach တွေလုပ်ပြီးတော့ငွေညစ်တာ data တွေရောင်းစားတာဒါမှမဟုတ်ကျင်းမှုနဲ့မညီဘဲနဲ့တုံးဆွဲတာမျိုးတွေ ွေလုပ်လို့ရပါတယ်ဒါပေမဲ့ရှူဖွန်ကတော့အဲ့လိုမလုပ်ခဲ့ပါဘူးသူဟာကျင်းဝတ်တိတဲ့ဟက်ကာတယောက်ပီတာစွာနဲ့ပဲ NASA ကိုဒီအကြောင်းကိုအစီရင်ခံလိုက်ပါတယ် NASA ကလည်းသူ့ရဲ့အစီရင်ခံစာကိုလက်ခံရရှိပြီးတဲ့နောက်မှာတော့အဆိုပါချုပ်ရင်ချက်ကိုချက်ချင်းပဲပြင်ဆင်ခဲ့ပါတယ် NASA ဟာရှူဖွန်ရဲ့ဒီအရေးပါတဲ့ရှာဖွေတွေ့ရှိမှုကိုအတိအမှတ်ပြုတဲ့အနေနဲ့2025ဖေဖော်ဝါရီလမှာတရားဝင်ကျေးဇူးတင်လာပေးပို့ခဲ့ပါတယ်ရှူဖွန်ဟာ NASA တခုတည်းကိုပဲဘတ်ရှာပေးခဲ့တာမဟုတ်ပါဘူးအရှင်ကလည်း Sony, Meta စတဲ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ စနစ်အားနည်းချက်တွေကိုရှာဖွေတွေ့ရှိခဲ့မှုတွေတူပါဒါရဲမကသေးပဲနဲ့စိုက်ဘာလုံခြုံရေးစိန်ခေါ်ပြိုင်ပွဲ platform တစ်ခုဖြစ်တဲ့ Trying Hack Me မှာလည်း Global Top 1နေရာကိုရရှိထားပါတယ်အခုဆိုရင်ရှီဖွန်ဟာမလေးရှားကစိုက်ဘာကြာယာတက္ကသိုလ်မှာတောင်းတဖို့အစီအစဉ်နေသလို ERDA စိုက်ဘာနည်းပညာကုမ္ပဏီမှာလည်း Information Security Analyst တယောက်အနေနဲ့လည်းလှုပ်လှုပ်နေပါတယ် Sharia ရှနက်ရှီဖွန်ရဲ့ဇလန်းကနည်းပညာနဲ့စိတ်အားထက်သန်မှုဟာအသက်အရွယ်ကိုမကြည့်ပဲနဲ့ကြီးမားတဲ့အောင်မြင်မှုတွေကိုရယူနိုင်တယ်ဆိုတာကိုပြသနေပါတယ်ဒါအပြင်သူဟာ သူ့ရဲ့ထူးဆန်းတဲ့စွမ်းရည်တွေကိုမကောင်းတဲ့ဘက်မှာအသုံးမချဘဲနဲ့ကဘာကြီးအတွက်ပုံမလုံးချုံတဲ့ဒီပညာပတ်ဝန်းကျင်တခုဖန်ပြီးပေးဖို့ကူညီပေးနေတဲ့အတွက်ချီးကျူးဂုဏ်ပြုထိုက်တဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုမျိုးကောင်းမွန်တဲ့စိုက်ဘာသူရဲကောင်းတွေအများကြီးပေါ်ထွက်လာဖို့အတွက်မျှော်လင့်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုဒီမှာပဲရှင်းနာပြစီရှင်။နောက်ထပ်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိချင်လဲဆိုတာကို comment မှာပြပြပေးသွားလို့ရပါတယ်။ဗီဒီယိုလေးကိုကြိုက်ရင်တော့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်။